ဗျာ2020နဲ့၄တုံးကထိတ်သုံးလုံးသုံးနဲ့ရှစ်ပါတဲ့ဗရိတ်နဲ့ပြောသလိုပေါ့ဗျာ၁၀ခွက်၁၀ခွက်ဆိုတာလေအဲ့မှာထိတ်သုံးသုံးနဲ့ဟိုရာ9 6ကြီးထွက်တယ်လေနော်2024မှာ3ညထိတ်3ညထိတ်3ထိတ်ထိတ်3လုံး3ပိုင်းတွေနဲ့2024ရှစ်ပါတယ်ပရိနဲ့2024မှာဟုတ်လေးစုံကူးနဲ့ပေါ့ဗျာဟိုကပရိမှာလေးစုံကူးနဲ့မှာ2024တောင်ဖြစ်နေတယ် တုံညာထိတ်တုံညာထိတ်သုံးထိတ်ထိတ်သုံးလုံးသုံးနဲ့ရှစ်ပါတဲ့ brain နဲ့နောက်တစ်ခါလေးစုံကူးနဲ့မှာရှစ်ပါတဲ့ brain နဲ့နှစ်ထိတ်သုံးထိတ်ရှစ်ထိတ်နော်ထိတ်သုံးလုံးသုံးနဲ့ရှစ်ပါတဲ့ brain နဲ့နောက်တစ်ခါလေးစုံကူးနဲ့မှာဒီမှာ995ဆိုတော့ထိတ်သုံးလုံးသုံးရှစ်ပါတဲ့ brain နဲ့ထွက်တယ်အဲအဲ့ဒါကိုကိုကိုလူတွေလိုက်မထူတာသူ့ရဲ့အဲ့တော့ဒီမှာသုံးတုံညာသုံးဒါတော့တော်တော်ပါတယ်နော်ဒါတွေကိုကိုကိုလိုက်ကြည့်ကြပါဦးနော်သုံးတုံညာသုံးအတက်ကလင်နာမှာသုံးကတ်ထွက်တယ်ဒီတကွက်ထွက်တယ်ဒီတကွက်ထွက်တယ် ဒီတကွက်ထွက်တယ်အဲ့ဒီအတဲ့တွေကအကုန်အလုံးလုံးတယ်3 3ည3ကနေလို့တနေ့နေ့3နဲ့4နဲ့5နဲ့6နဲ့မြောက်က2နဲ့3ညသည်သူ့ရဲ့နောက်တဲ့နဲ့ထွက်တယ်ဘယ်နာပဲထွက်ထွက်နော်ဒီမှာဒီဘေးလိုက်ထွက်တယ်ဘာလို့က3 3ည3တဲ့တနေ့နေ့3နဲ့4နဲ့5နဲ့6နဲ့ကနော်6ခွန်3သည်သူ့ရဲ့နောက်တဲ့နဲ့သူ့ဘေးပဲကတ်ထွက်တယ်နောက်တစ်ခါ3 3ည3တဲ့ကနေတနေ့နေ့3နဲ့4နဲ့5နဲ့6နဲ့ကနော်8နဲ့5သူ့ရဲ့နောက်တဲ့နဲ့ထွက်တယ်သူ့ဝေးပဲကထွက်တယ် အဲ့လိုထွက်တာနဲ့ဒီ3 3ည3ဒီ6မို့လို့ပေါ့ဗျာသူ့ရဲ့နောက်တမှာ9ထိတ်နဲ့58ခွာဂွာ3လို့အမည်ဆိုလိုက်မယ်နော်အဲ့ဒီဂွာ3ဒီအခြားကအခြားကဏ္ဍမသုံးဘူး58ခွာ3လို့ပိတ်တာနဲ့ဒီနေရာမှာ3ကိုအတွက်ကြာတယ်3 3ည3ဟာနေပရမဒုတိယမှာလည်းဒီ3 3ည3ဒီ6ပေါ့ဗျာ98 3ဒီ6တော့နော်ဒါဂွာ3ပေါ့နော်58ခွာလို့ဖြစ်တာနဲ့အဲ့ဒီမှာ3လို့ပိတ်တာ98 3ဒီ6ဒီနေရာမှာ9 3တွဲတယ်အဲ့မှာ9 3တွဲယူပြောထားတာကြီး 333ကနေသူ့ရဲ့နောက်ဟိုမှာ58တိခွာဒီမှာ85ခွာဂွာ3ပေါ့ဗျာအဲ့မှာ3လို့ပြတာနဲ့93တွဲအဲ့လိုဖြစ်ပြီး333ရဲ့အတဲ့ရဲ့နောက်ကဒီတကွက်ရဲ့ဒီတကွက်ရဲ့ဒီတကွက်ရဲ့ဒီ3ကွက်ပေါ့ဗျာ333ရဲ့နောက်ကနောက်တစ်ခါ333ရဲ့နောက်ကဒီတကွက်ရဲ့ဒီတကွက်ရဲ့ဒီတကွက်ရဲ့အတဲ့ပေါ့နော်အဲ့တော့နော်333ဒဲ့ရဲ့နောက်ကဒီတကွက်ရဲ့ဒီတကွက်ရဲ့ဒီတကွက်ရဲ့အဲ့ဒါကိုလိုက်ကြည့်တော့ အဲ့ဒီမှာ3 3ည3ရက်နောက်ကဒီတကွက်ဒီတကွက်ဒီတကွက်ကိုတဲ့3ညခါရဲ့6ခါရဲ့6ခါရဲ့3ည6 6ဆိုတဲ့ကနေသူ့နောက်တနေ့ထွက်တယ်နောက်တစ်ခါ3 3ည3အတည့်ရဲ့နောက်ကဒီတကွက်ရဲ့ဒီတကွက်ရဲ့ဒီတကွက်ရဲ့ကိုတဲ့6ခါ8ခါ6ခါ6 8 6ဒီသူ့နောက်တနေ့ထွက်တယ်နောက်တစ်ခါ3 3ည3အတည့်ရဲ့နောက်ကဒီတကွက်ရဲ့ဒီတကွက်ရဲ့ဒီတကွက်ရဲ့ကိုတဲ့3ခါ6ခါ5ခါ3 9 5ဒီသူ့နောက်တနေ့ထွက်တယ် ထွက်တဲ့ခါကျတော့အဲ့လိုထွက်ပြီးတာနဲ့ဒီ3 3ည3ကနေရေးတော့တနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့မှာရှစ်ထိတ်နဲ့ဗရိရှစ်တီးတဲ့၄ပိတ်ခွန်ပိတ်၉ပိတ်အပိတ်၃လုံး3ညနဲ့ထွက်တယ်အဲ့ဒီ3ညတွေ line ကောင်းရင်ပြောပြမယ် YouTube လည်းအားရင်ပြောပြမယ်ထပ်ပြောမယ်ဒီ3 3ဘာမှမသိဘူးကွာထားလိုက်တော့ဒီ3 3ည3အတက်ရနေတနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့မှာတဲ့ ရှစ်ထိတ်နဲ့ပရိရှိတ်ဒီလေးပိတ်ခွန်ပိတ်ကိုပိတ်အပိတ်သုံးလုံးတုံညာနဲ့ထွက်တယ်။ gain အဲ့လိုတွေမသိဘူးကွာအသုံးတုံညာသုံးအတဲ့ပဲသိတယ်ဟေ့ဆိုရင်သုံးတုံညာသုံးတဲ့ရနေတနေ့နဲ့နဲ့သုံးနဲ့လေးနဲ့ငါးနဲ့ခြောက်နဲ့မှာရှစ်ထိတ်နဲ့ပရိရှိတ်ဒီသူ့ရှိရလို့ပဲတစ်ပိတ်လေးပိတ်ငါးပိတ်အပိတ်သုံးလုံးတုံညာနဲ့ထွက်တယ်ရှစ်ထိတ်ပရိရှိတ်ဘိုင်းဒီပဲအေးခုနကပြောသလိုဘာမှမသိဘူးကွာသုံးတုံညာသုံးအတဲ့ရနေတနေ့နဲ့နဲ့သုံးနဲ့လေးနဲ့ငါးနဲ့ခြောက်နဲ့မှာအပေါ်မှာမထွက်ခဲ့ဘူးနော် ရှစ်ထိတ်ပိုင်းတည်းနဲ့ရှစ်ထိတ်နဲ့ပရိရှိကြီးရဲ့ဥပပြောပြမယ်နော်ဒီနေရာမှာဆိုရင်ရှစ်ထိတ်ကပိုင်းတည်းရှစ်ထိတ်ပရိရှိဒီမှာခွန်ပိတ်တယ်တက်ပိတ်တယ်နှစ်ပိတ်မှာတုံညာဖြစ်မှာဒဲတကွတ်နော်အဲ့ကြတော့ရှစ်ရှစ်နှစ်မှာသာလျင်ပရိရှိဖြစ်မယ်ဒီနေရာမှာ6ပိတ်တယ်ရှစ်ပိတ်တယ်ဆို6ပိတ်မှာတုံညာဖြစ်တယ်အဲ့တော့ရှစ်၄6ရှစ်ထိတ်ကပိုင်းတည်းနော်ဒီနေရာမှာ9ပိတ်တယ်6ပဲဆို9ပိတ်တော့885ဒီနေရာမှာ3ပိတ်တယ်3ညာပိတ်တယ်ခွန်ပိတ်မှာ3ညာပြက်တာ8ခွန်3 ီနေရာမှာနှစ်ပိတ်တဲ့သုံးပိတ်တဲ့ဆိုငါးပိတ်မှာတုံညာဖြစ်မှာရှစ်ငါးငါဒီနေရာမှာလေးပိတ်တဲ့လေးနှစ်ပိတ်တဲ့လေးပိတ်တဲ့ဆိုလေးပိတ်မှာစားလေးတုံညာဖြစ်မှာအဲ့မှာရှစ်ချက်လေးဒီနေရာမှာငါးပိတ်တဲ့သုံးပိတ်တဲ့ဆိုငါးသုံးဆိုတော့မှာနှစ်ပိတ်မှာတုံညာဖြစ်မှာရှစ်ရှစ်နှစ်ဒီနေရာမှာတုံညာပိတ်တဲ့6ပိတ်ဆို4ပိတ်မှာတုံညာဖြစ်မှာရှစ်ချက်လေးအဲ့တော့ကျွန်တော်ထပ်ပြောမယ်ရှင်းအောင်ဒီမှာ သူ့ရဲ့နောက်တဲ့တယ်နော်ချောမငော့ဘူးရဲ့လားသူ့ရဲ့နောက်တဲ့တယ်မှာတဲ့ရှစ်ထိတ်နဲ့ပရိရှိတ်ဒီအပိတ်၃လုံး၃ညကဲဒီနေရာမှာရှစ်ထိတ်ကပိုင်းဒီပရိရှိတ်ရှစ်ထိတ်ပရိရှိတ်ကိုခွန်ပိတ်၁ပိတ်၂ပိတ်မှ၃ညဖြစ်မယ်ရှစ်ထိတ်ပရိရှိတ်ဆိုတော့အဲ့မှာရှစ်ရှစ်နဲ့တဲ့ပဲအဲ့လိုလေးမှတ်ထားလိုက်နော်ကဲဒီလောက်ပါအဲ့ဒါကိုအဲ့ရှစ်ထိတ်ပရိရှိတ်အဲ့တိုင်းကိုလိုက်ထိုးနော်၂၀၂၀နဲ့ လေးတောင်လည်းဟိုမှာက6ခွန်ခွန်ဆိုတဲ့အဲ့မှာပိတ်သုံးလုံး30ရဲ့လေအဲ့ဒါထိတ်သုံးလုံး38ပါတဲ့ brain နဲ့10ခွက်10 10ခွက် line တွေထွက်တာဒါက10ခွက်မဟုတ်ဒါမကုံတဲ့အနည်းဒါတပတ်ကိုဒါပြောစရာမလိုတော့ဘူးเนาะဟိုသူကတော့ဒီနေရာမှာကျွန်တော်တို့ပြောပြမယ်ရာဒီအမူရသူကနော်ဒီအမူရကတော့ဘယ်နာပဲထွက်ထွက်ဒီစနစ်က၈ထိပ် brain ရှိထွက်သွားရင်ဘူး သူကရတယ်လို့ဆိုလိုတယ်ဒါပေမဲ့လို့ကျွန်တော်ကသူ့တိုင်းကျွန်တော်ကဆယ်ခွက်မထိုးခြင်းလို့ကျွန်တော်တစ်ခွက်ကိုရှာပေးတာเนาะကျွန်တော်ပြောပြမယ်ထပ်ပြောမယ်ဒီစနစ်ရ333ကနေရှစ်ထိပ်ပရိရှစ်ထွက်တယ်ဗျာဒီစနစ်ရ333ကနေရှစ်ထိပ်ပရိရှစ်တထွက်တယ်ဗျာဒီစနစ်ရ333နေသူ့ရဲ့ရောက်တဲ့ကူရှစ်ထိပ်ပရိရှစ်ထွက်တယ်အမှန်ရှစ်ထိပ်ပရိရှစ်ဆယ်ခွက်ကိုကျွန်တော်ကတစ်ခွက်ပြောလိုက်တာเนาะဆယ်ခွက်ထွက်သွားရင်တော့ခန်းတစ်ခွက်မထွက်ရင်လည်းခန်းเนาะ အဲ့တော့ကျွန်တော်ကရှစ်ထိပ်ပရိရှိကိုလေးဘိတ်ခွန်ဘိတ်ကိုဘိတ်အဘိတ်သုံးလုံးတုံညာနဲ့ရိုက်တယ်နော်အဲ့တုံညာတွေကနောက်ကြပြောပြမယ်အချိန်ရမှနားတော့ဗောနော်အဲ့တော့ရှစ်ထိပ်ပရိရှိကိုတက်ဘိတ်လေးဘိတ်ငါးဘိတ်အဘိတ်သုံးလုံးတုံညာနဲ့ရိုက်တယ်နော်အဲ့တော့ဒီမှာသူ့လိုပဲရိုက်ပါမယ်ဆိုရင် ရှစ်ထိပ်ကဘိုင်းဒီရှစ်ထိပ်လည်းဖြစ်ရမယ်ပရိရှိလည်းဖြစ်ရမယ်အဘိတ်သုံးလုံးကတုံညာနဲ့ဆိုရင် အပတ်တိုင်းကိုတဲ့တဲ့ကွဒါအခုကအပေါ်ဘိုင်းလေးတင်ရေးထားတာအဲ့ဒီတိုင်းလေးသူ့ချိန်တိုင်းမှာ အဲ့ဒီတန်းလေးတွေထိုးသွားလိုက်မကုံနဲ့နီးเนาะကျွန်တော်ပြောတဲ့စနစ်ကတော့သူကတော့ဒါပါဝါခေါ်တဲ့လူကတော့လာခေါ်မယ်เนาะပါဝါတော့လာမခေါ်နဲ့ line မတွေ့ငါးခိုင်းဒုက္ခမှတ်တာအတန်လိုက်သူကအဲ့မယ်အပိတ်သုံးလုံးတုံညနဲ့ရှစ်ထိပ်ပရိနှစ်ပရိရှစ်အပိတ်သုံးလုံးတုံညရှစ်ထိပ်ပရိရှစ်အမှန်တကယ်ပြောရင်ရှစ်ထိပ်ပရိရှစ်ကြာမှာ10ခွက်10ခွက်ကိုကျွတ်တစ်ခွက်ချုံတာရှစ်ထိပ်ပရိရှစ်ကြာနေညိုလို့ရမှတ်သွားလိုက်တာမှတ်တာမပန်းဝေလို့မှတ်တာသဘောပေါက်တယ် အဲ့ဒီလိုတဲ့ထပ်ပြလိုက်ပါအဲ့ဒီလိုရှစ်ထိတ်နဲ့ပရိရှိကြခဲ့ရင် နောက်တဲ့ပရိရှိအဲ့သုံးသုံးညာသုံးတဲကနေတဲ့တနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငါးနဲ့6နဲ့ပြောင်းပါပထမကြရတဲ့ရှစ်ထိတ်ပရိရှိသည်အပိတ်သုံးလုံးသုံးညာနဲ့ကြပြီးတပင်နှစ်ပင်သုံးပင်မှာ ပရိရှိကြရတယ်အဲ့ဒါတော့မပြောဘူးညခင်ဗျားတို့မကြည့်သုံးသုံးညာသုံးအတဲကနေတနည်းနည်းနဲ့သုံးနဲ့လေးနဲ့ငါးနဲ့6နဲ့မြောင်းပါ ဗရမကြရတဲ့ပရိရှိသည်တဲ့ရှစ်ထိတ်နဲ့အပိတ်သုံးလုံးကြရတဲ့အဲ့ကနေတပင်းနဲ့ပင်သုံးပင်ပရိရှိအမကြီးနော်ကြီးထားနော်သူလှုပ်ထားတာကြီးထားနော်ထပြောမယ်ဘာမှမသိဘူးကွာလို့အဲ့ပုံစံမျိုးလေးဒီခါတော့ကြတာလေဒါတွေမတွေးမိဘူးမစဉ်းစားမိဘူးသုံးတုံညာသုံးအတက်ရည်ဒီနေ့နေ့နဲ့သုံးနဲ့လေးနဲ့ငါးနဲ့၆နဲ့မှာပထမကြလိုက်တဲ့ပရိရှိပထမမကလို့ဘာကြကြဗျာအဲဒုတိယကြကြတတိယကြအဲ့ဒါကိုပြောမနေဘူး ရှစ်ထိတ်နဲ့ပရိရှိသည်အပိတ်၃လုံးတုံညနဲ့ကြာနဲ့သူ့ရဲ့အောက်တပင်း၂ပင်သူ့ပါဝင်တပင်း၂ပင်၃ပင်မြောက်ပါအဲပရိရှိ၃တုံညသုံးနေဒီနေ့နေ့နဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့မှာရှစ်ထိတ်နဲ့ပရိရှိကြာတယ်အဲရှစ်ထိတ်နဲ့ပရိရှိဆိုတဲ့ကဏ္ဍဒီအပိတ်၃လုံးတုံညဖြစ်တာနဲ့သူ့ရဲ့အောက်တပင်း၂ပင်၃ပင်ပရိရှိပြန်ထွက်တယ်ဟောဒီ၃တုံညသုံးဒီနေ့နေ့၃နဲ့၄နဲ့၅နဲ့ဒီနှစ်ပေါ့ဗျာယနေ့ချိန်ထိပရိရှိမလာသေး နော်အဲ့ဒီမှာအဲ့ဒါမှာတော့အဲဒီချင်းလေကွာပါဝါဒမနက်ခတ်ချစ်ထိတ်နဲ့ပရိရှိစကြတာနဲ့အဲ့ဒါပိတ်သုံးလုံးတုံရကြတယ်အဲ့တချစ်ချစ်တော့မိအောင်ဖမ်းပေါ့ကလီကချီတော့မပြောမပြတာချုပ်မသိဘူး